အမျိုးသမီးတွေအပေါ်အကြမ်းဖက်မှုပပျောက်ရေးနိုင်ငံတကာနေ့ဖြစ်16ရက်ကြာပညာပေးလှူရှားမယ့်အစည်းအဝေးကိုပြည်သူ့ရင်ပြည်မှာနိုဝင်ဘာ24ရက်နေ့ကစတင်ခဲ့ပါတယ်။အရက်ဖက်အဖွဲ့အစည်းတွေကွန်ရက်တွေစုစုပေါင်း28ဖွဲ့စုပေါင်းကျင်းပတဲ့ဒီလှူရှားမှုကို အမျိုးသမီးတွေကိုဘဲချင်းဘဲနေရမဆိုအကြမ်းဖက်မှုဟာခွင့်လွတ်နိုင်စရာမရှိဘူးလို့အစိုးရလူမှုဝန်ထမ်းဦးစီးဌာနကပြောဆိုခဲ့ပါတယ်။ဒီမှာလည်းဒီမှာလည်းရှိတယ် ကျွန်တော်တို့ဒီမှဒီအချက်ပေါ်ကနေမှလူ့ကဏ္ဍရေးချုပ်ကိုရွေးချယ်တာလဲဆောင်ဖို့လုပ်ရဒီကောင်းစဉ်တစ်ခုချင်းစီလူမျိုးချင်းစီကဆက်တဲ့တော့ဆက်နေရမှာဖြစ်ပါတယ်ဒီလိုအလုံးကလည်းဘုန်းကြီးတွေနဲ့ဘယ်လိုလုပ်ရတာလဲဆိုရင်ကျွန်တော်အလုံးဒီနေ့ကဘာကြီးဝါဒီတစ်ခုလုံးရေးချလာရမှာမဟုတ်ဘူးပါပဲလို့ပြောကြရတယ်ဒီလိုတော့အကျန်းဖတ်မှုနဲ့ပတ်သက်ပြီးအမျိုးသားတွေကပဲစတင်တာဖြစ်တာမို့ အမျိုးသားတွေကိုအသိပညာပေးခြင်းဟာအိမ်တွင်းအကျန်းဖတ်မှုတွေရော့ကျလာနိုင်တဲ့အကြောင်းဒီလှုပ်ရှားမှုဟာအကျန်းဖတ်မှုတွေကိုတပြေးပြေးရော့ကျသွားစေဖို့ရည်ရွယ်တယ်လို့နော်ခင်ဖြူမြင့်ကဆိုပါတယ် ဒီဒီနှစ်ကတည်းကရောဒီရန်ချိုင်းပါတီရန်ချိုင်းလောက်ပါစတူကိုရခအဓိကတော့ပြီးတော့အမျိုးသမီးတွေအမျိုးသားတွေကို message ပို့ရှင်ပါမယ်ဆိုတော့ဒီကတော့အင်ဂျင်နီယာဘုတ်ကတော့ရှင်အကြံဖတ်မှုကမျိုးသားအနေနဲ့ဆိုင်ရတော့နော်မျိုးသားတွေကအကြံဖတ်မှုစောင့်ကြလို့ရှိတယ်ဒီရန်ချမ်းလောက်ပါဘာလို့ပန်းမျိုးလဲ16ရက်ကြာမြင့်မဲ့ဒီအသိပညာပေးလှုပ်ရှားမှုကိုအစိုးရတန်တော်ဝင် Peace Music Group တို့ကဂီတနဲ့ဖျော်ဖြေပေးခဲ့ကြသလိုတန်ကျက်ပြဇက်တီးတယုတ်ဖို့စတဲ့ပညာပေးရည်တွေလည်းပါဝင်ခဲ့ပါတယ်ပါရီနဲ့ပါလားဒီနေ့လိုက်တဲ့တော့စဉ်းစားစဉ်းစား လူတွေပြောဆိုကြပြီးအကူကြီးရယ်ပြန်မာတော့နော်အိမ်မဆက်လို့ပါအိမ်မဆက်လို့ပါပြန်မာတော့နော်နမဲလေးကအေးမြတယ်လားဘာကြောင့်လို့မင်းမျက်နှာလေးမြင်နေတယ်ကိုယ့်ရင်လေးအေးမြတယ်လား